Hello BB မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်ဇွန်လ6ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်အတူတူသွားမှာကြည့်ကြမှာဖြစ်ပါရနော်ကဲထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်လိုရီတူရှင်သတင်းတွေဖတ်ပြလိုက်ပြီနော်အရင်ဆုံးပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဆွစ်ဇာလန်နိုင်ငံဂျနီဘာမြို့နယ်ကျင်းပပြုလို့ရရှိတဲ့133ကြိမ်မြောက်အပီပီဆိုင်ရာအလုံသမားရေးညီလာခံ ILC တွင် ILO ကစစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးယင်းဆုံးဖြတ်ချက်ကိုရုရှားတရုတ် ဘီလာရုရှ်နဲ့လာအိုနိုင်ငံတို့မှကက်ကုမြေပြုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်ပေါ့နော်စစ်ကောက်စီကို ILO 33ဖြစ်အေးအေးယူခြင်းသည်အလုံသမားအခွင့်အရေးလူခွင့်ရေးချိုးဖောက်ခြင်း ILO ၏လွတ်လပ်စွာတင်းပင်းဖွဲ့စည်းခွင့်နှင့်စုယုံခွင့်ဆိုင်ပြဋ္ဌာန်းချက်အမှတ်89အထမလောက်ခိုင်းစီကိုင်းခြင်းဆိုင်ရပြဋ္ဌာန်းချက်29ကိုကျူးလွန်ချိုးဖောက်မှုတို့ကြောင့်ဖြစ်တယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီရဲ့ ILO 33ဖြစ်အေးအေးယူမယ်ဆိုရင်တော့ဒီခရိုနီဒီလိုမျိုးပေါ့နော်တကယ်စီးပွားရေးမှာသူတို့လက်ကင်ထားလောက်ဒီလော်ဂျီအုပ်ထားတဲ့သူတွေကထိခိုက်များမယ်လို့တော့ကျွန်တော်ဒိန်းရရှိပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းတရုတ်နဲ့စစ်ကောင်စီရဲ့ဖိအားပေးမှုကြုံနေရတော့လဲတိမ့်ပိုက်နေပြီဆက်ရမျိုးကို KTLA ကပြန်ပေးရမှရှိပဲအိမ်တော်စုဇရားနဲ့မှတ်ပုံတွေထုတ်ပေးကရင်မှတ်ပုံတွေထုတ်ပေးတာတွေလောက်ဆောင်နေတယ်လို့သတင်းရရှိပါတယ်နော်အဲ့တော့ဒီတရုတ်နဲ့စစ်ကောင်စီရဲ့ဒီဖိအားပေးမှုတွေကြုံနေရပြီမြေအခုချိန်ဒီပြည်သူနဲ့လက်တွဲပါတယ်ဆိုပြီးမှသတင်းစာရှင်းလင်းပြလုပ်ထားတယ်လဲကျွန်တော်တွေ့ရပါဘောနော်အဲ့တော့အခုချိန်မှာဆိုရင်တော့ MMDE ကတစ်ဖက်သက်ပါเนาะသူဒီစစ်ကောင်စီနဲ့ဒီတရုတ်ရဲ့ ညှိနှိုင်းမှုကိုလက်ခံလိုက်တဲ့အခါမှာ TLA တော်တော်ကြီးအခက်အခဲဖြစ်နေတဲ့အနေအထားမှာတွေ့ရပါတယ်နော်။နောက်တဲ့သတင်းတစ်ပုဒ်ကလည်းကချင်ပြည်နယ်မြစ်ကြီးနားမြို့ကြက်ပေါင်ချံရက်ွက်တဲ့ဒုတိယဘုံကြီးအောင်မြင့်တန်းထံတို့တလ350ပြည့်လောင်ကစားဝိုင်းများအကြီးကျယ်လှုပ်နေတော့လဲစစ်တပ်နဲ့ရဲကမဖမ်းမဲ့လက်ရှောင်ထားကြောင်းဒေသအရေးမြစ်ကဆိုပါတယ်ဗောနော်။အဲ့တော့စစ်တပ်ကိုညှိပြီးမှတော့နော်လောင်ကစားဝိုင်းတွေလှုပ်နေတဲ့ခြေအနေဖြစ်ပါတယ်။အဲ့တော့အချက်မဲ့စစ်တပ်အုပ်စိုးရတဲ့နေရာတွေကဒီလိုပဲဗောနော်စစ်တပ်ကိုဖားဖားလို့ ပြီးသွားပြီဆိုရင်စစ်တပ်နဲ့ပိုင်တယ်ဆိုကျွန်တော်အကုန်လုပ်လို့ရတယ်နော်ဘာလို့ဆိုလုပ်လို့ရတယ်အဲ့တော့ဒီလိုမျိုးစနစ်ကိုတော့အမြန်ဆုံးဖျက်နိုင်တဲ့နေရာတော့တော်လိုင်းပြီးမှပဲဒါတွေဖျက်လို့ရမှာဖြစ်ပါတယ်နော် ကဲနောက်တဲ့သတင်းပုဒ်ကလည်းမန္တလေးတိုင်းညာဦးမြို့နယ်ညာဦးကျောက်လမ်းဘိုက်တနေရတဲ့ချက်ဖက်စစ်ကောင်စီတပ်သားဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွကျော်တို့ကိုအရှင်ဖမ်းမိခဲ့ကြောင်းညာဦးမြို့နယ်ပကတော်တာဝန်ခံကိုစည်းတို့ကပြောပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုစစ်တပ်ဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထွကျော်တို့ကိုပြည်သူတစ္ဆာထိတ်တန်စုခိုင်းနေဆိုပြီးဗီဒီယိုလေးချက်ချင်းကြည့်လိုက်အောင်နော်ဟုတ်ပါတော့ဒီအားကြီးနေ

ကဲဒါတော့เนาะဒီဘိုးကြီးညကိုသူတို့ခီးသွားနေတော့လမ်းမှာဆွဲဆီထားနေတာဖြစ်ပါတယ်เนาะအဲ့တော့ရန်ကုန်မန္တလေးလိုမျိုးလမ်းပိုင်းတွေမှာကျွန်တော်တို့တော်လိုက်တစ်ဖွဲ့တွေကလက်ဦးရိုက်ယူနေတာဗောနော်ဒါမျိုးအရန်ကောင်းပါတယ်เนาะအခုဆိုရင်ရှမ်းဘက်စစ်ကောင်စီဘက်ကတော်တော်လေးကိုဗောနော်ခီးသွားရတာအစသူတို့အမျိုးမျိုးဗောနော်အကွင်းလန်းကသွားလိုက်နေဒီမတ်ပုံတွေနေပြောင်းသွားလိုက်နေမျိုးစုံသွားနေနေတာဖြစ်ပါတယ်เนาะနောက်ထပ်သတင်းပုဒ်ကလည်းထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်မြောက်ဝတီတောင်ပိုင်းနယ်စကန်းတိုက်တပ်ပွဲဆင်ခဲ့သောလက်နက်ကင်တော်လိုင်းသမားများကိုဒေသခံတို့က ကျိုးဆူကြတဲ့မြင်ကွင်းလေးတွေကျွန်တော်ကြည့်ကြည့်လိုက်အောင်နော်အဲ့မှာဆိုရင်ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ကရင်မျိုးသားလူမျိုးရေးတက် KNL ကရင်မျိုးသားကာကွယ်တက် KNDO ပြည်သူ့ကာကွယ်တက်မှာတော့ PDF ပေါ့စ်အကြောင်းများဖြစ်ပြီးထိုအထက်တွေအမျိုးသမီးစစ်တီအချို့ပါဝင်နေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်နော်ဒီမှာဆိုလဲပုံနေထဲမှာလည်းတွေ့နေရပါတယ်နော်ဘူပေါင်းတံများကထိုနေမြေရှိဘလေဒိုစကန်ကနဲလီစကန်ရွှေအင်းမြန်စကန်ဘင်းအောင်ဂုံးစကန်မော်ခီစကန်တေဘောဘုစကန်တို့ကိုရပိုင်းအတွင်းဇလက်သိခဲ့ခြင်းဖြစ်ပါတယ်ဗောနော်ဒါကတော့ခုနကကျွန်တော်တို့သတင်းတွေတေဘောဘုစကန်ပါညာကြားတဲ့သတင်းတွေဗောနော်အဲ့ဒီရဲ့ဒီတိုက်စစ်မှုတွေဖြစ်ပါတယ်နော် ဲအောင်ပွဲရတော်လိုင်းတော့ဖွဲ့တွေကျူဆူတဲ့မြင်ကွင်းလေတစ်ချက်လောက်ကြည့်ကြည့်လာအောင်နော်ဒိုင် Ah, to lain mai tin tin na donut na ma no. She chu ra. Awel ba le khale. Ke wanda ja no. Na e bu le she bya. ကဲနော်ပြောစရာလည်းကောင်းတယ်ဝမ်းသာစရာလည်းကောင်းပါတယ်နော်ဒီလိုမျိုးမြင်ကွင်းတွေအများကြီးပေါ့နော်ဇက်တိုက်ကြီးကျွန်တော်မြင်ရတော့မယ့်အခြေအနေတွေရောက်လာပါပြီနော်မကြခင်မှာနိုင်ငံလုံးကျွတ်ပေါ့နော်နိုင်ငံလုံးကျွတ်ကဒီ PDF တီကိုဒီလိုမျိုးကြိုးတဲ့မြင်ကွင်းလည်းမကြခင်မြင်ရတော့မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်နော်ကဲ TNL ကပေါ့နော်ခုဆိုရင်ဒီတရုတ်နဲ့စစ်ကောင်စီရဲ့ဒီဖိအားနဲ့ပတ်သက်ပြီးတော့ခုချိန်မှာဆိုသတင်းစာရှင်းလင်းပွဲလုပ်တဲ့ဗီဒီယိုဖိုင်အတိုလေးရေရှင်းပြထားတဲ့အားကိုကြည့်အောင်နော် ဇွန်လ9ရက်နေ့ကအွန်လိုင်းကနေပြုလုပ်တဲ့ TNL ရဲ့စီးရင်နိုင်ငံရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကနေသင်အခုလိုအသိပေးခဲ့တာပါ။အပြည့်စက်တဲ့အမေဒီဒီစစ်အာဏာရှင်ကြဆုံးတဲ့အဖြစ်ပေါ့နော်။အမေအတူတူရှိမှဖြစ်ပါလေ။ကျမတို့ရဲ့မြန်မာချက်ကလည်းဒီမြန်မာနိုင်ငံပေါ်အောင်လို့မှာစစ်အာဏာရှင်ဖိနှိပ်မှုစစ်အာဏာရှင်အုပ်ချုပ်မှုစနစ်ကနေပြောင်းလဲပြီးတော့မှအမြင့်တားစစ်အာဏာရှင်စနစ်ကိုတန်ဖျက်မှဖြစ်ပါလေ။ တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူပြီးခဲ့တဲ့ဒုတိယအကြိမ်ကုမင်းဆွေးနွေးပွဲမှာ TNL သိမ်းပိုက်ထားတဲ့လောင်ချိုး၊ကြောင်မဲ၊တီဘော၊မိုးမိတ်၊နမ်ဆန်၊မန်တုံနဲ့မိုးကုတ်မြို့နယ်တို့ကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုမှုကိုတော့ TNL ဘက်ကလက်မခံတာကြောင့်ဆွေးနွေးပွဲမအောင်မြင်ခဲ့ပဲလာမယ့်ဩဂတ်လအတွင်းမှာထပ်မံဆွေးနွေးဖို့ရှိပါတယ်။တရုတ်ဆိုရအနေနဲ့လက်ရှိအချိန်ထိနေဆက်ကိတ်တွေကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်ပြည်သူလူထုအနေနဲ့ထိခိုက်နှိမ့်နာမှုတွေများစွာဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီလိုအချိန်နေမှာတရုတ်ရဲ့ဖိအားပေးမှုတွေကိုဖြည့်ရှင်းဖို့နီလန်းရှာနေတယ်လို့လွေရည်ဦးကဆိုပါတယ်တရုတ်အစိုးရရဲ့ဖိအားကလည်းငါဆက်ရှိနေပါတယ်တမက်မာတို့ဒီတရားကိုနီလန်းရှာပြီးတော့မှဒီငါရှာဖို့ဆောင်ရွက်မှဖြစ်ပါတယ်ကဲကြားရတယ်မနော်အခုဆိုရင်တော့ TL လေးကတော်တော်လေးကိုပေါ့နော်ဒီ PR အတွက်ရုန်းကန်တဲ့အနေအထားမှာတွေ့ရပါတော့အခုဆိုရင်သူတို့ကတော့တခုကောင်းလာတော့နော်သူတို့ရဲ့ခက်ခဲတွေကိုအများကြီးပဲ P3 ပေါ်မှာခြားပြတဲ့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းသိရှိရတာဖြစ်ပါတယ် ဲ့တော့ဘာပြောအခုကျမ MMD ရဲ့နောက်ဆုတ်သွားဒီညီနောက်မဟာမိတ်ပေါ့နော် MMD နောက်ဆုတ်သွားတာနဲ့ပတ်သက်ပြီးတော့ဒီရဲ့လေးအခုချိန်မှာဆိုရင်တော်တော်ကြီးကို PI နဲ့ပြန်လဲကြုံတွေ့ရတဲ့ဒါဖြစ်ပါနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီဥလိုင်ဝင်ပြောထားတဲ့သတင်းလေးနားထောင်ကြည့်အောင်နော်သူရဲ့သုံးသက်ချက်တွေတော်တော်လေးကိုကောင်းပါနော်ထုံဒီလည်းကောင်းမင်းကိုနီလာမှာရှိတဲ့တက်ရင်တွေကိုသွားတိုက်ရမှာကိုတယောက်နဲ့မတိုက်နိုင်ဘူးလားတခြားလူကိုပေါင်းတိုက်တန်းကြီးတိုက်ဘသူပါပြောပြောအဲ့တက်ကိုအရင်တိုက် တက်ကိုတိုက်ပြီးတော့အုပ်ချုပ်ရန်တရားကိုအငင်းပေါ်ရမယ်နောက်တက်တက်ကိုသတ်တိုက်နောက်တက်တက်ကိုသတ်တိုက်နင်းမြေတွေတစ်ခုပြီးတစ်ခုလိုက်သိဥပြောပဲပြောနေကြတဲ့စကိုင်းမှာတက်တွေကပိုတိုးလာတာပဲရှိတယ်ယူစောတိတွေပိုများလာတာပဲရှိတယ်စကိုင်းမှာရှိတဲ့ဒီမုံရမှာဌာနချုပ်ကြီးကဒီတိုင်းကုန်းတို့ရှိနေသေးပဲဘာလို့သမတိုက်ကြတာလဲတိုက်ပါလားထုံးနေလကောင်းကရင်မှာလည်းအတူတူပဲ ဒီနေ့ဆိုမြပတိကိုပြန်တိုက်ဖို့မနှဲလုံးနေကြရတယ်ဥကောကလေးကိုပေးလိုက်ရပြီငကူတွေတိုက်ရမှာကောကလေးရမယ်မြပတိရမယ်အကုံရမှာဘုန်းကြီးတကောက်ကချင်းကချင်းရတော့ရှိနေသူကတက်စခန်းနေရင်တိုက်တာကချင်းလောက်တာအကောင်းဆုံးအမှန်ဆုံးပဲရှိသမျှစစ်တပ်တွေအရင်လိုက်တိုက်တာမြို့ကိုနောက်မှသူသိမ်းမှာရှိသမျှစစ်တပ်သူ့ရဲ့စကားတခွန်းကိုမင်းအောင်လိုက်တို့ကဖိန်တုံအောင်ကြောက်နေကြပြီဟွန်းဒါကျွန်တော်အရက်သားစကားနဲ့ မြင်အောင်ထောက်ပြတာတုံအောင်ကြောက်နေကြပြီဘာကြောက်လဲအခုမကြခင်မြေပြစိတ်ဒေသကြီးဖြစ်တော့မယ်လို့ဥယျံမုံကလိန်ပဲပြောပြောဘာပဲပြောပြောဘလို့ပဲပြောပြောပြောလိုက်တာနဲ့တခါတည်းဟိုဘက်ကတုံနေပြီအဲ့တော့မှန်ပဲနော်ဟာမြင်မြန်လို့နော်မြင်လို့မြင်မြန်လို့ဟိုနောက်တစ်ချိန်နောက်တစ်ချိန်စစ်သားသည်စုတောင်းတဲ့နေရာမှာမိန်းကလေးတွေပါခေါ်တော့မရတော့ဘူးဟိုမှာလာတော့မယ်ဟိုမှာလာတော့မယ်မြင်လို့အကုန်လုံးအမိတ်ထုတ်တကောင်မှခွင့်မပေးနဲ့ဘယ်အဖေသေးအမေသေးလည်းမရဘူး အကုန်လုံးသူတို့မိန်းမတွေသူတို့သားသမီးတွေသူတို့ဆွေမျိုးသားချင်းတွေမှာအကုန်လုံးတနက်ကန်ဟိုင်းတော့တုံနေအောင်ကြောက်နေပြီကျွန်တော်တို့မတိုက်ရသေးဘူးလေပဲထုတ်ရသေးတာတုံအောင်ကြောက်နေရပြီအပြေရပါလေအဲ့ဒါတီထွင်တာအဲ့ဒါတီထွင်နိုင်လားပြောလေသူများလုတ်ပြီးမှလိုက်မဝေးပါနဲ့ငါတို့ဘာလုံးမလဲငါတို့ဘာလုံးမလဲ စကိုင်းမှာပဲတက်ကူငါတို့ဘယ်နေ့လာတိုက်မယ်စိတ်ခေါ်လေကိုယ်မှလည်းတနက်ရှိတာပဲအဲ့တော့အပြေးကရှင်းရှင်းလေးအပြေးကရှင်းရှင်းလေးဆိုလိုချင်တာကစစ်တပ်ကတုံအောင်ကြောက်နေတာ MOD စစ်တပ်ကတုံအောင်ကြောက်နေတာတိုင်းရင်းသားကောင်းဆောင်တွေစစ်တပ်ကတုံအောင်ကြောက်နေတာ NUG မင်းအောင်လိုက်တော့ပါ NUG ကိုတုံနေအောင်ကြောက်နေပြီ ကျွန်တော်တို့ရဲ့ PDF တွေကိုတုံအောင်ကြောက်နေပြီကျွန်တော်တို့ရဲ့တိုင်းသားကောင်းဆောင်တွေကိုတုံနေအောင်ကြောက်နေပြီဒါဆိုရင်အဲ့ဒီစစ်တပ်ကတုံအောင်ကြောက်နေတဲ့ MOD PDF တိုင်းသားကောင်းဆောင်တွေအားလုံးညှဉ်းညွတ်နေသလားညှဉ်းညွတ်နေတယ် K3C လက်မှတ်ထိုးထားပြီပြီစစ်တပ်ကတုံအောင်ကြောက်နေတဲ့လူကအချင်းချင်းအပြစ်မပြောဘူး MOD ကလည်း K3C ကိုအပြစ်ပြောသလို K3C ကောင်းဆောင်တွေကလည်း အပြစ်မပြောသလို MOD ဖွဲ့ထားတဲ့ PDF တွေကလည်း MOD အပြစ်မပြောဘူးဒါဆိုရင်ဘယ်သူအပြစ်ပြောနေတယ်နှောက်ရက်နေတဲ့အုပ်စုအသေးလေးတွေကအပြစ်တိုင်ပြောနေတာအဲ့ဒီလူတွေကစစ်တပ်ကိုတိုက်မယ်လို့တခါမှမပြောဘူးသူတို့လွှင့်နေမြားလိုက်တွေကိုချိန်ဘယ်နဲ့ဘယ်နေရာမှာငါတို့တိုက်ပွဲခေါ်မယ်စိန်ခေါ်ပြီးပြောရဲလားလို့သူတို့ဒီနေ့ဒီကနေစိန်ခေါ်ပြီးပြောခြင်းတယ်အဲ့ဒီလူတွေလိုက်လွှင့်နေတယ်အဲ့ဒီလူတွေအင်တာဗျူးပေါင်းများများစွာပေးနေတယ်စစ်တပ်ကိုဘယ်နဲ့ဘယ်နေရာမှာဘယ်လိုတိုက်မယ်ဆိုစိန်ခေါ်ပြီးဘယ်တုန်းကပြောခဲ့ဘူးလဲ Okay, ကြားရတယ်မနော် ဒါတော့ဦးလိုင်ဝင်းရဲ့သုံးသက်ချက်ပြီးတော့ဖိုင်ဖြစ်ပါတယ်နော်တော်လိုင်းရေးမှာတချို့သောဟာတွေကဒီစစ်မတိုက်ပဲနေနော်တကယ်ပဲလှုပ်ရှားတဲ့အဖွဲ့တွေရှိတယ်ဆိုတော့တွေ့ရပါတယ်နော်အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အခုချိန်မှာဆိုရင်ဒီလူမျိုးအဖွဲ့တွေပြောစကားကိုနားထောင်ပြီးမှနားယောင်နေတာမျိုးမဟုတ်ပဲနေပါတော့အခုဒီတကယ်စစ်တိုက်တွေတဲ့အဖွဲ့အစည်းတွေလှုပ်နေတာကိုပဲကျွန်တော်တို့အားပေးသင့်ပါတယ်နော်ကဲကျွန်တော်နောက်ထပ်ပေါ့နော်ရေခိုင်သတင်းလေးတစ်ချက်လောက်ကြည့်ကြည့်ရအောင်နော်ဒီပြည်ကြီးရောအနီးမှာ စစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တယ်လို့သိရရှိပါတယ်။တညာဥရီရဲ့တပ်ဌာနချုပ်ကလက်နက်ကြီးတွေပစ်ကူပြီးစစ်သားတွေစစ်ကြောင်းထိုးတာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ကျောက်ဖြူဒေသခံမြပြည်သတင်းမြစ်တယောက်ကပြောပါရယ်ကျောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်တညာဝရီရေတပ်ဌာနချုပ်ကအင်အား90လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာဂျွန်လ3ရက်နေ့ညနေပိုင်းက ရည်တက်ဌာနရှုအမိမှရှိတဲ့ကြီးရော်တွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေတစ်ခက်ကစစ်တောင်းတို့ဝင်ရောက်လာတဲ့အတွေ့ပြားတိနဲ့ကတ်တပြည်ကြမှာအာရခတတော်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ်အာရခတတော်ဟာထုစစ်ကိုရန်နာထားပြီးမလေစစ်ကောင်စီကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေပြီးအဲ့ဒီပစ်ခတ်မှုတွေကိုတညာဝရီရည်တက်ဌာနရှုအမတ်30နှစ်ရည်တက်ရင်းနဲ့မြစ်ပြင်မှာရန်နာထားတဲ့စစ်ရည်ရင်တွေကပြုလုပ်နေရလို့ဆိုပါရယ် ဂျွန်လ3ရက်နေ့မနက်ပိုင်းကလေကြောက်ဖြူမြို့နေကတညဝရီတပ်ဌာနရှုံနဲ့အမတ်30နှစ်ရစ်တက်ရင်တွေဖက်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တဲ့အတန်တွေကိုကြားခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။မေလနောက်ဆုံးအပတ်အတွင်းကအာရခတက်တိုအီအီရဲ့ထူစစ်ဟာကြောက်ဖြူမြို့ပေါ်က6မိုင်အကွာအမတ်30နှစ်ရေးတိုက်ခိုက်ရေးတရင်နဲ့အနည်းဆုံးနေရာအထိရောက်ရှိခဲ့တယ်လို့သိရပါတယ်။ကဲဒါတော့ ျွန်တော် archa dot a ရဲ့ဒီကြောက်ရွံ့နေတဝိုက်မှာတိုက်ခိုက်နေတဲ့ဒီစစ်သတင်းပဲဖြစ်ပါနော်ကဲနောက်ဆုံးသတင်းပုတ်အနေနဲ့ပေါ့နော်ဒီကိုစီတက်စထားတာလေးကြည့်ကြရအောင်နော်ဒီ ILO 33နဲ့ပတ်သက်ပြီးတော့ခုချိန်မှာဆိုရင်အချက်မဲ့စစ်ကောင်စီကတော်တော်ကြီးကိုအကြက်တဲပြန်ရောက်တော့မဲ့အခြေအနေဖြစ်ပါနော်အဲ့တော့ဒီလိုမျိုးတွေဒီ တခြားနိုင်ငံပေါ့နော်လာပြီးအရေးယူပြီးတဲ့ဟာမျိုးတွေတကယ်ပဲကောင်းပါတယ်နော်သူတို့ကဘယ်လိုမျိုး session ချမှာလဲပေါ့နော်ဘယ်လိုမျိုးတွေ CEO ပိတ်ဆို့မှာလဲဆိုတာတော့မထုတ်ပြန်သေးဘူးဒါပေမဲ့လည်းဒီလိုမျိုးပေါ့နော်သူတို့ကိုအရေးယူမယ်လို့ထုတ်ပြန်လိုက်ပေါ့နော်အဲ့ဒီအတွက်သတင်းကောင်းတွေယူဆောင်လာတဲ့ဟာကိုကိုစီတုံးတက်ထားတယ်ဒါတော့ကြည်လောက်နော်အာတင်းကကောင်းအားကြီးလို့နော်ခရီးသွားနေတဲ့တန်လန်းတော်မှာမနေနိုင်လို့ကားပေါ်ကနေတင်လိုက်တာနော်လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်နဲ့အာနာသိန်းအကျန်းဖက်မုတ်ဥမာကောင်စီကို ILO က Etiquette 23ကိုအမိတ်ချလိုက်ပြီเนาะအရန်ရတာရှိတယ်တိလားအဲ့တော့လာမဲ့ဘောမတွေကတော့အာဒဏ်ခတ်ပိတ်ဆို့မှုလာလို့ရှိရင်ဘလို့ဖြစ်တာတန်းရွှေလက်ထက်တုံးကနိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကိုမခံနိုင်တဲ့အစုံးမှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြီးတော့ဗာပြန်လောက်ကတဲ့စောက်ယူွက်နင်းပြီးတင်းစိန်ကိုတံပရတင်ပြီးတော့ရွေးကောက်ပွဲလှုပ်ပြီးတော့ထပ်ပေါက်ရှာလိုက်ကတဲ့အခုမင်းအောင်လှိုင်လက်ထက်မှာရွေးကောက်ပွဲလှုပ်ဖို့တော့မကြံနဲ့တော့ เนาะအဲ့တော့တကယ်အေးကိုကျွန်တော်အရင်ဖတ်ပြမယ်တကယ်ကောင်းတဲ့ဟာတန်းချွေလက်ထက်ကပိတ်ပင်ခဲ့တဲ့လူတိုင်းချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆိုတဲ့နေရာစစ်ကောင်စီကနေအခုစီးစင်းနေတဲ့လူတိုင်းချင်းစာနာထောက်ထားမှုအဆိုင်ရာအကူအညီတွေကိုနိုင်ငံတကာမှမထောက်ပံ့ဘူးချင်းချင်းပြောရင်နာခင်နာခင်မှာကျွန်တော်တို့ထောက်ပံ့ခဲ့တဲ့ထောက်ပံ့မှုရဲ့သုံးပုံပုံရင်တပုံကနာခင် data တင့်နဲ့ပြည်သူလက်ထဲကိုတောင်မရောက်ခဲ့ဘူးဒါအားလုံးဒီပဲဖြစ်တယ် ဲ့ဒါလိုပဲမြန်မာနိုင်ငံမှာအခုလက်ရှိမင်းရောက်နိုင်ဆိုရင်ဒီအကြက်အဲတဲမှာငလင်လှုပ်လိုက်တဲ့အတွက်သူဟာထွက်ပေါက်အများကြီးရှောင်ခဲ့တယ်နိုင်ငံတကာအကူအညီထောက်ပံ့တဲ့ဒေါ်လာတန်ပေါင်းများစွာလူရချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုသူတို့ကတဆင့်လက်ခံပြီးတော့နော်ကဲဒုက္ခရောက်တဲ့ပြည်သူလက်ထဲကိုမထည့်ဘဲနဲ့သူတို့ရဲ့ဒီပြည်သူကိုနှိမ့်နှိမ့်ကွတဲ့နေရာမှာစည်ရဲအတုံးစည်းဖြစ်အတုံးပြုတ်ခဲ့တာတွေအများကြီးရှိတယ်အဲ့တော့ ူရိုင်းချင်းစာနာထောက်ထားမှုဆိုင်ရာကိုတကယ်ဒုက္ခရောက်တဲ့ပြည်သူတွေကိုကဘာကမလူပြောတာမဟုတ်ဘူးစစ်ကောင်စီလက်ထဲကိုမလူတာနော်ဒါပေမဲ့အာဏာရှင်တွေဟာနိုင်ငံတော်ကလည်းနိုင်ငံတကာကအကူအညီဖို့လာတဲ့အကူအညီတွေကိုပေးမဝင်ဘူးအာမျိုးသားအကျိုးစီးပွားလုံခြုံရေးစတဲ့ဖြင့်ဘာညာပြောပြီးတော့သူတို့လက်ထဲကိုတဆင့်ထည့်ပေးရတယ်နိုင်ငံတကာလာတဲ့အလှူချင်းတွေကိုဘန်ကောက်မှာလေယာဉ်ကွင်းမှာရက်ခိုင်းတယ်ပြီးလို့ရှိရင်သူတို့လက်ထဲမှာ ပြည်သူကိုဝေမဲဆိုပြီးတော့သူတို့မျိုးစော့စားတောက်ပြီးကြံတဲ့အယိုးပဲပြည်သူပေးတယ်။ဆိုတော့အခုနောက်ပိုင်းကျရင်အဲ့လိုလောက်ရက်မျိုးတွေလောက်ခွင့်ရတော့မှာမဟုတ်ဘူး။အစိုးဆုံးကတော့အကောင်းဆုံးကတော့လက်ရှိစစ်အာဏာတိမ်းမှုမှာပါဝင်တဲ့စစ်ကောင်းဆောင်တွေတာဝန်ရှိတဲ့လူတွေကိုနိုင်ငံစစ်တရားခုံရုံးဖို့တင်နိုင်ဖို့အတွက်အကောင်းဆုံးဒါကြော့ခွင်းပဲ။အဲ့တော့ဒီ article 33ရဖို့အတွက်ကျွန်တော်ရက်ဖက်အဖွဲ့စည်းတွေနော် အပွင့်အားပေါင်းဆောင်ကလာပေါင်းများစွာစ조사ပြီးတောင်းဆိုခဲ့ရတာ။နောက်ဒီနေ့ရောဒီအနေထားကိုတကယ်ဖြစ်လာခဲ့ပြီ။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနောက်တက်တစ်ခုပြုတ်ဖို့အတွက် no friend zone လေးလားထက်ရလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘီဒူအတွက်ကပွဲပြီးွားပြီးမှတ်လိုက်ပါ။အဲ့တော့ဒီ article 33ချမှတ်တာနဲ့ပိတ်ပတ်သက်လို့တချို့လက်ထက်တုန်းကဒီနေ့အထိပြောတာတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အဲနိုင်ငံတကာစီးပွားရေးပိတ်ဆို့လို့ရှိရင်ပြည်သူဒုက္ခရောက်တာတို့ပြည်သူငတ်တာလို့ခမပြည်သူကအခုဘဝနေလား နော်မင်းရောက်တိုင်းအာနာတိမ့်လိုက်တယ်အာနာမတိမ့်ခင်မှာစံတိတ်3000ခွဲအာနာတိမ့်ပြီးတဲ့အချိန်မှာစံတိတ်တသိန်းကျော်သွားတယ်မြန်မာနိုင်ငံငွေဈေးကဘလောက်ထိထိုးကျသွားတယ်နော်တသိန်းကိုဘတ်900ကျော်ထိဖြစ်သွားတယ်အာနာမတိမ့်ခင်မှာဘယ်ဈေးလဲအဲ့တော့ article 33ပိတ်ဆို့လို့စီးပွားရေးကဒဏ်ခတ်ပိတ်ဆို့လို့အခြားအရာတွေဒဏ်ခတ်ပိတ်ဆို့လို့ပြည်သူကဒုက္ခရောက်တာမဟုတ်ဘူးပြည်သူကအစအတွေကဒုက္ခရောက်ပြီးတာပဲ ဲ့လိုဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်ဘယ်သူဒုက္ခရောက်မလဲလက်ချီပြည်သူကိုတတ်နေတဲ့စစ်အတုံးစေးကိုနိုင်ငံခြားငွေနဲ့လက်နက်ခဲယမ်းဝယ်ရတာเนาะလေရင်စပြီးတော့မြန်မာငွေစက်ကူနဲ့ဘယ်ကောင်ကြီးမှသွားဝယ်နေရရုရှားရှိမှလောင်ဝယ်လို့မရအောင်เนาะအခုဒီ article 33အမိတ်ချဖို့အတွက်ကိုလည်းဒီယူဒညီညွတ်အမှန်တစိတ်တွေနဲ့ကိုယ်စားလှယ်အဖွဲ့တွေကစကားပြောတဲ့အချိန်မှာရုရှားနဲ့ဘီလာရုကရုရှားကိုယ်စားလှယ်ကရှူးရှူးထပ်ဖြစ်သေးတယ်လေဒါ ရုရှားနဲ့ဘီလာရုကသူတို့ကကန့်ကွက်ဖို့လုပ်ခဲ့တာဒါပေမဲ့လို့ကန့်ကွက်သူမရှိဘဲနဲ့နောက်ဆုံးမှာဒီဟာကိုစုံဖြတ်ချက်ကိုချနိုင်ခဲ့တာအဲ့တော့မယုံကြည်နေဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီအတိုင်းဝန်းလူတွေဘယ်လိုဖွားမှန်းသိတာတိုင်းပြည်စည်းဝါးရေးကြတာဒဏ်ခတ်ပိတ်ဆို့တာကိုတောင်းဆိုလို့မဲကြည်နေကြည်နေအဲ့တိုင်းလာမှာကျုံမြင်နေတယ်ကွက်လို့ပြောမလဲလူဘိန်းကြိုက်ပညာမဲ့အကြိုက်เนาะအဲ့ဒီစကလုံးနေနဲ့ပြည်သူကိုမျက်ရည်ထိုးလိုက်အဲ့တော့တိုင်းပြည်တစ်ခုမှာဗျအခွန် အခွန်တိုးကောက်လိုက်လို့အောက်ခြေခမားတို့ကျွန်တော်တို့ပြည်သူဘာမှမထိခိုက်တော့ဘူးဒါပေမဲ့အဲ့ဒီအခွန်တိုးကောက်လိုက်တဲ့အတွက်ထိခိုက်မှာဒီဘယ်သူတွေထိမလဲဒီအာနာရှင်တွေနဲ့ပေါင်းနေတဲ့ခရိုနီတွေထိမှာအဲ့တော့အဲ့ခရိုနီရဲ့ရတဲ့အခွန်ကိုမိတော့လန်ဒရာအခြေခံအဆောက်အအုံပြည်တိုင်းပြည်သူကပြန်လဲအတုံးချတဲ့အတွက်တိုင်းပြည်အခုမှအခွန်တိုးကောက်လိုက်တဲ့အတွက်အကျိုးခံစားခွင့်ရတာဒီတိုင်းပြည်နဲ့ပြည်သူရမှာ မျက်နာဝါရတီစီဝါရေးလုပ်ငန်းရှင်တွေနဲ့တို့တွေရဲ့တက်ရောက်မှုကတန်ပေါင်းများစွာဘီလီယံပေါင်းများစွာတက်ရောက်မှုရှိသွားတယ်။အဲ့ဒါလိုပဲအခုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကိုချမှတ်လိုက်တဲ့အတွက်ပြည်သူကဘာထိတ်မလဲ။နည်းနည်းလေးအကြက်တဲအပြောင်းလဲလေးမဆိုတော့လေးဖြစ်ရင်ပြုတ်လိုက်မယ်။ဒါပေမဲ့လို့တကောင်းအပြင်ညစ်မလောက်တော့တဲ့ဒီပြည်သူတွေဘဝဟာဒဏ်ခတ်အရေးယူတွေမပိတ်ဆို့လဲအားလုံးကြက်တဲငတ်မွနေတာပဲ။ လက်ရှိပြည်တွင်းမှာအလောက်ကင်နေရှိတာနော်ကုံသင်းနှုံးနေဘယ်ဈေးတက်နေလဲအဲ့တော့ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်အဲ့ဒီအတိုင်းကအဲ့ဒီတိုင်းပဲဒါမဲ့ခန်းမှဒီဘလူတယ်လက်ရှိမင်းဟွန်လိုင်းသားအောင်ပြည့်စုံဟွန်းပိုင်တဲ့ကုမ္ပဏီဘယ်နှခုရှိတယ်ခင်တီးတက်မွန်ပိုင်တဲ့ကုတ်ဘယ်နှခုရှိတယ်လက်ရှိစစ်ဘုံချုပ်အတိုင်းအဝိုင်းဒီဥပိုင်ဆိုတဲ့ဥပိုင်အစုရှယ်ယာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလာရောက်ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းပေါင်းဘယ်လောက်ရှိတယ် အခုဒီပိတ်ဆို့မှုကိုချလိုက်တဲ့အတွက်အဲ့ဒီလုပ်ငန်းတွေအားလုံးအကုန်ရပ်ဆိုင်းသွားမှာနော်အဲ့တော့စစ်ကောင်စီဟာနိုင်ငံခြားငွေရှာပြီးတော့ပြည်သူကိုတတ်တဲ့နေရာမှာအတုံးပြုနေတယ်အဲ့တော့ဒီဒီနေ့မြန်မာနိုင်ငံမှာစစ်တိုင်းပြည်ရဲ့ဘန်နာအကုန်ဆုံးအရာနှစ်ခုပဲရှိတယ်နော်တိုက်ပွဲအဲ့ဒီတိုက်ပွဲမှာတော်လန်ရေးဘက်ကကုန်ကြမ်းစိတ်နဲ့စစ်ကောင်စီဘက်ကကုန်ကြမ်းစိတ်တော်လန်ရေးဘက်ကကုန်ကြမ်းစိတ်ကတော့ခမည်းတော်ကျွန်တော်တို့တိတဲ့အတိုင်းပဲနော် ပြည်သူတွေရဲ့ချွင်းသေးစာနဲ့ခွေးပစ်ဖို့ကြည်ဖို့ဆိုပြီးတော့ပြည်ပရောက်တယ်နော်အခုဖြူကျော်သိန်းဆိုတိမ်ပေါင်းတောင်းတဲ့ချီကိုရှာပေးနိုင်တယ်တော်လိုင်းအတွက်နော်ဒါတော်လိုင်းငွေလို့တရားဝင်ပြောပြီးရှာတာအဲ့တော့ပြည်သူဘက်ကကုန်ကြတဲ့ဒီ budget ဒီပြည်သူကဒီခွေးမျိုးပြုတ်ဖို့အတွက်ဆိုပြီးကုန်ကြတဲ့ budget အစအတည်းကတော်လိုင်းအတွက်ဆိုထဲ့တယ်ဒါပေမဲ့စစ်ကောင်စီဘက်က16ကြီးတထောက်ကိုဒါရင်ကလေးပြစ်လိုက်လို့ရှင်ဘတ်ငွေ40လောက်ကြာတယ် အဲ့တော့ဘန်းငွေ40ဆိုရင်မြန်မာငွေ9000တော့ရှိတယ်အဲ့တော့ဒိုင်းလက်တစ်ချက်ကို9000ကုန်မယ်ဆိုဒိုင်းတိုင်း၄ချက်ဆိုရင်2000ကုန်ပြီအဲ့ဒီငွေတွေအားလုံးဒီဘယ်ရလာအခုလို့ဒီနိုင်ငံကရတဲ့အခွန်ဘဏ္ဍာငွေတွေပြီးလို့ရှိရင်နိုင်ငံเจ้าဝင်ငွေတွေကိုတိုင်းပြည်ဒီကြည်စံတွေလက်နက်တွေဝယ်ပြီးဘဒုကိုနှိမ်နင်းတာလေအားလုံးထိတဲ့အတိုင်းပြည်သူတွေနေတဲ့အိမ်တွေမီးရှို့တဲ့စီးတဲ့နှိမ်နင်းတဲ့နေရာမှာအတုံးပြူတာနော် ဲ့တော့ဒလိုဒန်ခန့်ပိတ်ဆို့လိုက်တဲ့အတွက်အဲ့ဒီတိုင်းပြည်ရဲ့လုပ်ငန်းမှန်သမျှကိုဂုတ်တွေးစုပ်နေတဲ့ခရိုနီတွေဒီစစ်တပ်အတိုင်းဝိုင်းရံကောင်တွေချီးပေါက်ပိတ်မယ်တီတူတက်ဖို့နိုင်ငံချမ်းကိုရှာနေတဲ့မင်းအောင်လှိုင်ရဲ့ဝင်ငွေလမ်းကြောင်းပိတ်မယ်နော်အဲ့ထက်ကောင်းတာကဒီအာနာသိမ့်မှုမှာအဲ့မိကိုဥပဒေမဲ့အာနာတိန်နဲ့ရာဒီအကျန်းဖက်စစ်တပ်အဖြစ်ကဘာကတတ်မှတ်ကလိမ့်မယ်အဲ့ဒါဆိုရင်ဘာဖြစ်လာမလဲမင်းအောင်လှိုင်အပါအဝင်ဒီနိုင်ငံ တော်ကိုပုံကန်ထားတဲ့ရာဇဝတ်ကောင်တွေအားလုံးကိုကျွန်တော်တို့ ICC လိုမျိုးနိုင်ငံတကာတရားရုံးတွေပေါ်ကိုတင်ပြီးတော့လေပင်းကိုဝင်စွန့်နိုင်လိမ့်မယ်။အင်မတန်ကောင်းတဲ့သတင်းလေးเนาะဒါကြောင့်မို့လို့ကျွန်တော်ခီးတွားနေတိုင်းနေနိုင်လို့ဒီတနေ့လို့တင်ပြခြင်းဖြစ်တယ်။ ကဲဒါတော့ကိုစီတင်တင်ဆက်ထားတဲ့ဒရင်မဖြစ်ပါရဲ့နော်အဲ့တော့ ILO 33နဲ့ပတ်သက်ပြီးတော့အခုဆိုရင်အာဒီ reset တွေထွက်လာပြီပေါ့နော်အဲ့တော့ reset တွေထွက်လာတဲ့အပြင်ခု main online ကိုဘယ်လိုမျိုးပေါ့နော် sanction တွေချမှတ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါရဲ့နော်အဲ့တော့ဘာပြီးတော့ဒီရဲ့ဒရင်ကတော့ဒီအချမ်းမဲ့စစ်ကောင်စီဖက်မှာတော့တော်တော်လေးကိုအာသူတို့တို့အတွက်ဒရင်စိုးကြီးပေါ့နော်အဲ့တော့ဒီလိုမျိုးအချမ်းမဲ့စစ်ကောင်စီနေရာမျိုးစုံကနေပေါ့နော်အခုစစ်တိုက်တဲ့နေရာမှာဆိုရင်လည်းခု main online ကိုလုံးဝဖိအားတွေပေးထားပြီပေါ့နော်နေရာစုံကနေဖိအားပေးထားပြီ main online တခုပဲနော် ဒီလင်းနဲ့ဘုံးတာမကျဲနိုင်ဘူးဆိုရင်တကယ်ကြတော့တာသိချာပြီပေါ့နော်အဲလင်းနဲ့ပတ်သက်တဲ့ဟာတွေလည်းအခုချိန်မှာဆိုရင်ယူကရိန်းကကျွန်တော်တို့ကိုရှေ့ဆောင်လမ်းပြပြထားပြီပေါ့နော်အဲတော့ဒီဒီပညာတွေဒါရခဲ့ပြီဆိုရင်တော့မင်းအောင်လည်းကတော့မကြတော့ပါဘူးနော်ဒီနှစ်တောင်မကုန်မင်းနဲ့ခွေးပြေးပြေးမလားမျိုးစာဖြစ်မလားတခုခုဖြစ်တော့မှသိချာတယ်ဆိုတော့ကိုယ်သုံးသက်တင်ပြရင်ကျွန်တော်ပြီလို့သုံးသက်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မြတ်ပါပြီသူရောက်ရှိနိုင်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လည်းစစ်ပေးငလင်ပေးပြီးရနေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ